ထိုင်းနိုင်ငံ GIS TDA ပထဝီသတင်းချက်လက်နဲ့အာကသနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီရဲ့အစီရင်ခံစာအရဟိုင်ယိုင်မြို့မှာပြီးခဲ့တဲ့နိုဝင်ဘာ19ရက်ကနေ21ရက်နေ့ထိ3ရက်အတွင်းငွေအကျဉ်630မီလီမီတာအထိရွာသွန်းခဲ့ပါတယ်။ဒါဟာ2010ခုနှစ်ကရေကြီးမှုထက်အများကြီးပိုဆိုးသွားပြီးတချို့နေရာတွေမှာဆိုရင်ရေမြင့်3မီတာဆယ်ပေခန့်အထိရှိနေပါတယ်။လက်ရှိချိန်ထိထိုင်းတောင်ပိုင်း KI 10ခုမှာရေပိသိမ့်ပြည်သူတည်တမ9တန်းဒီပါရှိနေပြီးတေဆုံးသူအနည်းဆုံး10ဦးရှိနေပြီလို့အာဏာပိုင်တွေကအတည်ပြုပါတယ် ဟိုင်အိုင်မြို့ဟိုတယ်ရီမှာမလေးရှားခီးသွား၄00လောက်ပိတ်မိနေပြီးအစားတောက်နဲ့တောက်ရည်အခက်အခဲတွေရှိနေပါတယ်။ဒီရေဘေးကြောင့်ကုန်သွယ်ရေးနဲ့ခီးသွားလုပ်ငန်းဆုံးရှုံးမှုဟာတရက်ကိုထိုင်းဘက်ငွေ10ဘီလီယံကနေ15ဘီလီယံထိရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။တစ်ဖက်မှာလည်းမလေးရှားနိုင်ငံမှာရေဘေးဒုက္ခတွေတောင်း8000ကျော်ရှိလာပြီးကယ်ဆယ်စခန်းတွေဖွင့်လှစ်ထားပါတယ်။ကလတန်ပြည်နယ်ကအဆိုအဆုံထိခိုက်ခဲ့ပြီးလူဦးရေတပေါင်းနီးပါးဝိုင်းဆုံခွာထွက်ပြေးနေရပါတယ်။မလေးရှားအစိုးရကလည်းဘေးရန်တွေကာကွယ်ရေးယန္တရားတွေကို အပြည့်အဝတက်သွင်းထားပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုအရှိန်မြင့်ဆောင်ရွက်နေပါတယ်။မိုးလေဝသပညာရှင်တွေကတော့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့်မုတ်တုံမိုးတွေပုံမပြင်းထန်လာတာလို့သုံးသပ်ကြပါတယ်။မိုးရွာသွန်းမှုကနိုဝင်ဘာ26ရက်နေ့ထိဆက်ရှိနေဦးမယ်လို့ခန့်မှန်းထားတာကြောင့်ဒေသခံတွေအနေနဲ့တည်ထားကြဖို့လိုအပ်နေပါတယ်။